မြင်ရတဲ့အမြင်ကွင်းတွေကဘယ်ကောမျိုးရဲ့အချင်းထောင်နာဒီတင်းတင်းရဖြစ်ပါတယ်။ချပေဖက်စစ်တပ်ကအရန်ကရောတိခတ်ထားတဲ့ကြောင့်ပဝင်းကြီးအိမ်တွေအကုန်လုံးကြီးပါမိုးတွေပွင့်ဆောင်းတွေရုံတွေအကုန်လုံးပစ္စည်းစံနှကားတွေအကုန်လုံးပစ္စည်းအကုန်လုံးလည်းကြည့်ပါလေအကုန်ပွင့်ကြနေတွေ့ရပါလိမ့်မယ်။ဒါဒီနေရာကိုလည်းလည်းကြည့်နေပြင်မောများစွာထုထားတယ်ဆိုရက်တက်တည်ပါပဲ။ဒါရက်ဖက် ဝန်ထမ်းတွေရဲ့လိုင်းငန်းလိုင်းငန်းတွေလို့ကျွန်တော်ထင်ပါတယ်လိုင်းငန်းတွေပေါ့နော်နေနေပေါ့ဟိုတိုင်းတွေလည်းအကုန်ကျိုးပြက်ပျက်စီးနေတယ်တွေ့ရပါတယ်အော်အခုဒီနေရာမှာကျွန်တော်ကလိုက်ကောအချင်းထောင်ထဲကနေပြီးတော့နောက်ဆုံးခန်းစစ်ဆင်နေတဲ့တမ66လို့ကျွန်တော်ကြားသိထားရတဲ့ဖက်စစ်တက်ကလဘာစီ စ်သားတွေအရာရှိတွေကိုကျွန်တော်ဆွဲဆောင်စီယုံနဲ့စကားကျွန်တော်ပြောဖို့ရောက်နေတာဖြစ်ပါတယ်လူဒီနေရာမှာတော့လူတွေမရှိကြတော့ပါဘူးသူပစ္စည်းတွေအကုန်လုံးလဲဖျူဖျဲဗျံပရာတွေဖြစ်ကုန်ကြတယ်ဘာလို့ဆိုတော့လုံချွေးတပ်ဖွဲ့တွေ KSC လို့ခေါ်တဲ့သူတို့ police တပ်ဖွဲ့တွေဘလောက်ပဲခြားတာခြားတာအဲညဒီကျွန်တော်တွေ့တရလောက်လောက်မွေးစေဝါသုံးဆွဲတဲ့သူတွေဖောက်တွင်းခိုးယူတဲ့သူတွေကအခုလိုလူတွေစွန့်ခွာသွားတဲ့ အိမ်တွေပေါ့စစ်ပေးဆောင်သွားတဲ့အိမ်တွေကိုဝင်ရောက်ပြီးတော့မှွေနောက်ခြောက်ဖွေပစ္စည်းယူကြတော့တော်တော်များများကအကုန်လုံးပွင့်ဖွဲ့ပျက်စီးနေကြပါတယ်။တောမီလောင်ရင်တောကြောင်လက်ခမောင်းခတ်တယ်ဆိုတဲ့တဘောပေါ့နော်အကုန်လုံးအိမ်တွေအကုန်လုံးပျက်စီးပြီးတော့လူကျင်တာဝင်ယူမှွေဆိုတော့ဒီအိမ်ပိုင်ရှင်တွေလည်းစိတ်မကောင်းတော့ဖြစ်မှာပေါ့နိကျွန်တော်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ဒါမှမဟုတ်ရှိတဲ့အရာမှန်တယ်များအကုန်လုံးမှွေနောက်ပျက်စီးပြီးတော့ဆစ်ဖြစ်လာရင်တော့ ပြည်သူကခံစားရတာဓမ္မတာပါပဲပို့ပြီးတော့ကျွန်တော်စိတ်ကူတာအရေးကြီးတဲ့စာအစရာနေဖြစ်တဲ့ဒါကောဒီဒီကိုကိုရေးရာဇဝင်နေမှတ်ပုံတင်နေမြေယာဂရန်ပိုင်ဆိုင်မှုတွေစရိတာကြံခဲ့မယ်ဆိုရင်ဆုံးရှုံးသွားမယ်ဆိုရင်ဒီ like တို့မျိုးလုံးကပြည်သူတွေအနေနဲ့ဘလောက်ထိပြန်ပြီးတော့ပြန်လဲထူထောင်ဖို့လုပ်ကြမလဲဘလောက်ထိခက်ခဲကြော်မလဲဝမ်းနည်းစရာပါလဲခုဒါကျွန်တော်တွေ့ရှိရတဲ့အဲစော်လေးတစ်ခုကိုကျွန်တော်ဖတ်ကြည့်ပါမယ်ဘယ်ယုံဌာနရဲ့ နေရင်ဖြစ်တယ်လဲဆိုတာကျွန်တော်ကြည့်လိုက်ပါဦးဒါယုံထာနာရရှိတယောက်ကဒစိတိုးပေါ့နော်ကြည်လက်ဖွင့်ဖြိုးရေးဦးစီးဌာနတဲ့လိုက်ကြည်လက်ဖွင့်ဖြိုးရေးဦးစီးဌာနနော်ကြည်လက်ဖွင့်ဖြိုးရေးဦးစီးဌာနရဲ့ယုံဒစိတ်ပါဒီစိတ်တုံးနေလေအားလုံးပြန်ကျဲလို့ပေါ့နော်ဒါကြိလိုက်ဖွံ့ဖြိုးဦးစီးဌာနကရရှိတဲ့ရောက်လိုင်ငံဖြစ်ပါလိမ့်မယ်ဒီထဲမှာသူเนี่ยသက်ဆိုင်တဲ့ စာဆရာနေဒါလက်တစ်ပြက်ပဲကျွန်တော်ဝင်ကြည့်တာပါ final လေးအများကြီးတွေ့ရတာပေါ့နော်ဒါလေးအားလုံးတည်တည်ချာချာကျွန်တော်တို့နိုင်ထပ်ပိုင်းကုမ္ပဏီရဲ့အချက်လက်တွေပေါ့ဒီဘောကဒါဒီအားလုံးကိုခုချိန်မှာတော့ဗျလုံညိုးရင်းနဲ့စီမံခန့်ခွဲအုပ်ချုပ်ရေးတွေကဘယ်မှမဝင်ရောက်နိုင်သေးဘူးလေစစ်စင်ရအဓိကဖြစ်နေတာဆိုတော့ဒါဆိုရင်နိုင်ထပ်ပိုင်းကုမ္ပဏီရဲ့အချက်လက်တွေဒါဆိုလို့ရှိရင်အာကာတူရင်ကုမ္ပဏီရဲ့သူတို့ ਨੇ စာချုပ်ချုပ်ထားတဲ့တင်တာနဲ့ပတ်သက်တဲ့ဟာတွေစသဖြင့်ပေါ့ဒါအခုမှကျွန်တော်လက်တစ်ပြက်ဝင်ကြည့်တာပဲတွေ့ရတာရှိပါသေးတယ် မဲဆက်ရွံ့နဲ့ကြည်လက်ဖွံ့ဖြိုးရေးဌာန6 ray company ဒါတွေအကုန်လုံးသိချာခုချိန်မှာအုတ်ချွေဖွေးကြည့်တဲ့ဝင်ရောက်တင်းစီမှတန်းတင်ပြုစုဒါကဘယ်တော့ဘယ်တင်တာအတွက်ဘယ်သူကနိုင်ငံတော်ဘတ်ဂျက်ကိုဘလို့ယူထားပြီးဖြစ်တယ်။နောက်သူ့အတွက်ဒီ company မှာဆက်လက်တင်ရှိရဲ့အကျိုးအရပါနိုင်ငံတော်ကပြန်ရမှာပါသူတို့ပြီးရမှာပါစသဖြင့်ပေါ့အကုန်လုံးတော့ဝင်ရောက်ထင်းထင်းဆောင်ရွက်စီချင်တယ်ပေါ့နော်ကျွန်တော်အဲ့တော့ကြံပေးခဲ့ပါမယ်တက်ဆိုင်တဲ့တာဝန်ရှိတဲ့သူတွေကိုဒါစံစာလေးပါ ဒါလက်ထပ်ပြပဲကျွန်တော်ကြည်တာရှိပါသေးတယ်။ကျွန်တဲ့အမြောင်အများဖိုးတန်တဲ့အရာတွေရှိနေုံနဲ့ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အနေနဲ့တော်လန်တီချောင်းကောင်းကျွဆောင်အစီအစဉ်ဖြစ်အာကရင်ကရင်ဒီရှမ်းတောင် အဲတခွင်းနေတွားပြီးတော့ဒါဒီပညာရေးစစ်ဆောင်ပြည်သူ့ရေဘွားဂူကြီးရေတော်လိုင်းရေးအတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေပြည့်စုံရေးစီစဉ်ဆောင်ရွက်နေတဲ့ကျွန်တော်ရဲ့အထက်ချုပ်လုပ်ငန်းခွင်မှာအာကျေးဇူးရောက်ရှိနေပြီဖြစ်တယ်။အဲ့တော့ခက်ခဲတဲ့အများကြီးကြားတဲ့ကျွန်တော်တို့ရုံးကန်ရတယ်ဆိုတော့တွေ့ထူးတော့ပြကြမလို့ပါဘူးဗျ။ခက်ခဲကတော့ဒင်းကျန်းရှိပါတယ်။အာတော်တော်လေးကိုကြီးမားတဲ့ခက်ခဲကိုရုံးကန်ကျော်ဖြတ်ပြီးတော့ကျွန်တော်တို့ပြည်သူတိုင်းသားတွေကစီလုံးညီညွတ်စွာနဲ့မတို့ဒီအောင်ပွဲကိုအနိုင်မနှွဲလို့မဖြစ်ဘူး။ နိုင်အောင်တိုက်မှရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့အားလုံးကြိုးစားနေကြတာဖြစ်ပါတယ်။အဲ့တော့အထူးကျေးဇူးငန်းကိုဖြစ်အခုကကျွန်တော်အာမြေပြန့်ဖက်ကိုမြေပြန့်ဖက်ကတက်တဲ့အတွက်ကိုအာဒီယူနီဖောင်းတွေဖြန့်ဝေပေးနိုင်မှုကြိုးစားတဲ့အနေနဲ့မြေပြန့်ဒေသကြီးဆုံးမှာချစ်ချစ်ယူနီဖောင်းချုပ်လို့ရုံကိုအဲတက်စင်လက်ပတ်ချုပ်လုပ်နေတာဖြစ်တယ်။ဆိုဘာလို့ဆိုတော့မြေပြန့်ဖြစ်တဲ့စစ်တောင်းဒီအလဲပိုင်းအကိုယိုးမအလဲပိုင်းဒီနေပြီးတော့ဒီတခွင်ကိုကျွန်တော်တို့အကောင်းဆုံးထိုးစစ်ဆင်နိုင်မှာ ကိုယ်စဆင်းတဲ့တက်တီအတွက်လိုအပ်တဲ့ထောက်ပံ့မှုအစုံကိုကျွန်တော်တို့အပြည့်စုံဝင်းရံအကူအညီပေးနိုင်မှနောက်ဆုံးဆင်းရနာရှင်စနစ်ရဲ့ညီကုန်းကိုကျွန်တော်တို့အဆုံးသတ်ပေးနိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ဒီအာနာရှင်ရဲ့အခရာကြတဲ့ချက်ချာမြေရေပြန့်နေပြည်တော်ကိုဥတည်နေတဲ့ဤသည့်လှုပ်ရှားမှုမျိုးအတွက်ဆိုခုချိန်ဟာပြည်တွင်းပြည်ပရောနိုင်ငံသားအားလုံးအင်ကုန်အားကိုဝိုင်းယုံကူညီကြရမယ်အချိန်ဖြစ်ပါတယ်။ဒါမှကျွန်တော်တို့လေးနှစ်ကျော်ကြာခက်ခဲခဲဆက်တန်းလာခဲ့တဲ့ဆက်စစ် အဲဒီကျမ်းဖက်အာနာရှင်စနစ်အပြည့်အဝခြေမုံရေးမြူးတော်လိုင်းကြီးပေါ့အပြည့်အဝအောင်မြင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပါဝင်ကူညီပြီးတော့ဒီရဲဘော်တွေအတွက်ကိုချိန်ပေးပြီးချုပ်လုပ်ပေးရတဲ့တိုင်းသူတွေဆက်ချုပ်စစ်တီတွေနောက်တစ်ခါထောက်ပံ့ကူညီပေးတဲ့အချုပ်လုပ်ငန်းဒီမြေပေါင်းအတွက်ပြုစမ်းပေးခဲ့တဲ့အလူရှင်တူကြီးစီတိုင်းပေါ့အခုကျေးဇူးတင်ပါတယ်ခင်ကျွန်တော်အနေနဲ့အကောင်းဆုံးဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်တော့ပါမယ်ဒီအပိုင်းဆိုရင်ကျွန်တော်ကိုယုံကြည်မှုနဲ့ကျွန်တော်မနေ့တော့ share ပေးလိုက်တနေ့တော့ share ပေးလိုက်တဲ့ ဟာဒီ drone campaign အတွက်ပို့နော်ဒီအပိုင်းမှာကျွန်တော်တောင်းလျှောက်ချိတ်ဆက်လာကျွန်တော်ကအခုကမြေပြန့်ဘက်ကိုခဏကြီးထွက်သွားတယ်ဆိုတော့အခုလို့ချိတ်ဆက်လာတဲ့လူရှင်တွေကို drone ကျွန်တော်တို့ဒဇီးလိုပဲပန်ကြတာပါဒါမဲ့ဒဇီးမက၃ဇီးမက၅ဇီးမကအမြန်ဆုံးဖြစ်ပေါ်သွားဝိုင်းဝန်းကူညီပေးနေပါစေကူညီပေးဖို့တရဆချိတ်ဆက်လာတဲ့ပြည်သူတူးကြီးစီတန်းကိုကျေးဇူးတင်ပါတယ်တချို့ကပြောတာပေါ့ဗျာမြေပြန့်မှာအလုပ်လုပ်နေတဲ့လူတွေကိုတဲ့ထောက်ပံ့ကူညီတဲ့လူနေသွားတယ်နော်တဲ့ ဘာဖြစ်လို့နင်းတာလဲမသိဘူးဆိုတော့တဲ့ညီပြမလို့ညီပြမအလုပ်လုပ်နေရတဲ့လူတွေဟာတေပြီးနဲ့အရန်နီးတော့တချို့လူရှင်တွေကသူတို့အတွက်ဒီ certificate တွေပေါ့အမှတ်တမ်းတွေများမရလိုက်မှဆိုးလို့မကူတာလားမသိဘူးနော်လို့ပြောကြတယ်ဗျအရန်ဝမ်းနေဖို့ကောင်းတယ်ပေါ့နော်ညီပြမတကယ်တက်ဆွန့်ပြုပန်းလုပ်နေရတဲ့လူတွေမှာအခက်အခဲတွေနဲ့ ဒီစောင်းစားနေခါမလုံလောက်တဲ့ကြာစီဝါမလုံလောက်တဲ့ကြာကြီးစံမလုံလောက်တဲ့ကြာယူနီဖောင်းမလုံလောက်တဲ့ကြာဘာမှမလုံလောက်တဲ့ကြာတဲ့ကနေငါတို့မဖြစ်မနေတိုက်မရမယ်ဆိုပြီးအဲ့ဆုံးတိုက်နေကြတဲ့ရဲဘော်တွေအတွက်ကိုအခုလိုမျိုးချစ်တရရောက်ဒီမှာအလုပ်လုပ်နေချီပတ်ဖို့ပြင်ပြီးတဲ့ကျွန်တော်မိတ်ဆွေဒီဦးကြီးစင်တယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ကြိုးစားသွားမှာဖြစ်ပါတယ်